ကဲနည်းရကရွှေစကန်းငွေစကားမိတ်ဆွေမိသားစုများအားလုံးကိုစိတ်နဲ့ပြာကျမ်းပါပြီးတဲ့ကျမ်းပါအောင်ချမ်းသာပြီးတဲ့ချမ်းသာအောင်စွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝိရိယသုံးချက်လုံးအားကောင်းအောင်လေဂျိုပန်တော်မှုနိုင်ကြပါစေ။ရွှေစကန်းငွေစကားအစီအစဉ်ကျွန်တော်ညစဉ်ကြိုးစားပြီးတော့ YouTube မှာ TikTok မှာတင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျ။ကဲအခုကတော့ မေလ17ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာရေဥစွာတင်းင်းတွေသားသမီးမိတ်ဆွေများဒီလိုနေမျိုးမှာလေစိတ်နှခွဖြစ်စရာလေးတွေမတင်မကြမရေမြားလေးတွေများတတ်တယ်ဘဝလောကကောင်းလို့ဒီဟာလောကကောင်းလို့ခြေုံချတုံတွေများနေတတ်တယ်အဲ့တော့ငွေတွေပစ္စည်းတွေအလေလွဲ့အဆုံးအရှုံးအကြပေါက်များတာတို့ငွေမှပစ္စည်းမှအဝယ်မှအယောက်မှ အဆုံးပြမှားတော့အဲ့ဒါလေးတွေသတိပြုရမယ့်အချိန်မျိုးဖြစ်ပါတယ်ခင်ဗျာလူသိဖြင့်ဒီလိုအချိန်မျိုးမှာပညာရေးနဲ့ပတ်သက်တာတွေမြေကိစ္စဖုံးကိစ္စအမွေကိစ္စပြိဘောကပေးပြောင်းပန်းဗရိမကြီးပပုအဲ့ဒါမျိုးတွေပို့ပြီးတော့စ조사တဲ့ game ဖြစ်ပါတယ်ခင်ဗျာငွေကြေးကိစ္စခရီးသွားလာရေးတည်ယူဖို့ဆောင်ရင်းကိစ္စတို့မှာတော့နည်းနည်းလေးစိတ်အနှောက်အယှက်လေးတွေမြင်ရတတ်ပါတယ်ကြတဲ့လို့နေမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင် အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါသောအဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတဲ့အောင်ဆိုရင်ဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့စုတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတော့ငါးကဏ္ဍသုံးညကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုနေမျိုးမှာတင်းငွေတွေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအောင်အញ្ញံခိုက်တွေရော့ပါပြေပြောက်အောင်ဆိုရင်တန်ရှင်းရေးကုသိုလ်ပြုလုပ်ပါခင်ဗျာမိမိနေအိမ်ဖျားစင်ဖျားကား နိဆိုင်ရာဘုရားကြောင်းကံဇေဒီကြောင်းတွေမှာတန်ရှင်းကုသိုလ်လုပ်တာဒါမှမဟုတ်တန်ရှင်းနဲ့ပတ်သက်တဲ့လူပွဲပစ္စည်းတွေဟလာတပြည့်စည်းတို့သွားတိုက်စေးတို့တပုတ်တန်စပြားတို့စသဖြင့်လူတန်းနဲ့ကုသိုလ်ပြုပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာကလေကိုယ်ကိစ္စတွေအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတွေတာရေးနာရေးတွေနဲ့မနိုင်ဝင်နေထမ်းရတယ် စိတ်မောလူမောတွေဖြစ်ပြီးတော့ပြဿနာဖြစ်လွယ်ရံဖြစ်လွယ်ဆိုတာလေးသတိပြုပါဘာမဟုတ်တာလေးနဲ့အိမ်မောကနေဆင်းသွားမယ်လို့အလုတ်ကနေထွက်မယ်ကွာလို့ဆိုတာတွေကဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်။အကြောင်းခေါင်းအေးစိတ်အေးလေးနဲ့ကြိုးစားတဲ့အချိန်ဖြစ်ပါတယ်။သူများအဆိုးကကိုယ်အဆိုးသူများအလုံးကကိုယ်အလုံးနဲ့ဖြစ်ကုန်တတ်တာလေးသတိပြုပါခင်ဗျာ။ဒီလိုကိမျိုးမှဒင်းလာသားသမီးတွေအထက်အလိတ်တို့ထိဖနှတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တုနှံနွားအေးတာမျိုးတွေပို့ပြီးတော့အဲစူးစမ်းဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီနေ့ တင်းလာသားသမီးတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင်အနဲ့ရောင်ခရမ်းရောင်ရင့်ရင်အပြာရောင်ရင့်ရင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ထက်ညက်ခဲလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့ဆိုတော့မှဒီနေ့ကိုတော့ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေကတော့9ကနန်း10ကနန်းတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိန်းမျိုးမှာဒင်းလာသားမိတွေနော်ဒင်းလာသားမိတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင် မုံတီလှူဒန်းသောကုသိုလ်ပြုလုပ်ပါခင်ဗျမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုမုံတီလှူဒန်းတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေဆက်လက်ပြီးတော့အင်္ဂါသာသမီမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျအင်္ဂါသာသမီတွေကဲဒီလိုကိန်းမျိုးမှာကလေအပြောင်းအလဲတွေအစ်တစံနေဦးစားပေးတယ်အိမ်အဟောင်းနဲ့အစ်တလုပ်ငန်းအဟောင်းနဲ့အစ်တတာဝန်အဟောင်းနဲ့အစ်တနှမျိုးနှစ်ခွာတွေရှင်လာခဲ့ရင် အိမ်သစ်လုပ်ငန်းသစ်အစီအစဉ်သစ်နေရာသစ်တွေကိုဦးစားပေးပါခရီးသွားလာရေးတရေပို့ဆောင်ရေးအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကောင်းတယ်အိမ်ဆောက်နေရာထိုင်ခင်းကိစ္စအလုပ်နေရာအိမ်နေရာကိစ္စအိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုပ်တို့ဥတို့အင်းတို့အေးတို့အုံတို့အဲ့ဒါမျိုးတွေအဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကိုင်တဲ့ကိစ္စတွေလူကြီးမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအခုညီတောင်းမဲ့ကိစ္စတွေအလုံးကောင်းပါလေအင်္ဂါသားသမီးငယ်ရွယ်သူတွေကတယောက်နဲ့တယောက်စကားရှုပ်တာတို့ဆွေမျိုးရှုပ်တာတို့ဘေးစကားကြောင့်တွေးကွဲစရာတို့အရေးပြုပါဗျာ ကံရဲ့အပမို့ရဖို့ဆိုရင်ခရမ်းရောင်တို့ပန်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စနှုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်တံပြာသီးလေးတစ်လုံးသို့မဟုတ်တံပြိုသီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ချွေစီမဲ့နံပါတ်တွေကဏ္ဍတွေကတော့၁ကဏ္ဍ၃ကဏ္ဍတွေဖြစ်ပါတယ်ဒီလိုနေမျိုးမှာအင်္ဂါသားသမီးများကံရဲ့အပမို့ရဘူးအဝိအထေလှူဒါန်းတဲ့ကုသိုလ်ပြုလို့ပါခင်ဗျအဝိအထေအဟောင်းမဲ့ဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်မိမိတိုက်တာနဲ့မိမိအသိပြုသလို အဝိအစားနဲ့ပတ်သက်တဲ့ကုသိုလ်ပြုပြီးတော့ကံပွဲကံမြင့်ကြပါသေးခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓဟူသာသမီမိတ်ဆွေများအလှည့်ရောက်လာပါပြီခင်ဗျာဗုဒ္ဓသာသမီတွေဒီလိုကိညို့မှာကလေစတူတွဲပြီးလုပ်တဲ့ကိစ္စတွေစာချုပ်စာတမ်းစင်စရာချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတမ်းစိုက်ပျိုးရေးစားတော့ကိုနဲ့ပတ်သက်တာတွေစူးစားတက်ပါလေငွေလေးတွေပစ္စည်းလေးတွေအလေလွတ်အကြပေါက်များတတ်တယ်ရရရှိတာတွေကတန်လန်ပေးစရာရှိတာတွေကတန်လန်ဖြစ်နေတတ်တယ် ်ချစ်တော့ခက်နောက်ဆိုရခက်ခြေတုံကြောင်လေးတွေဖြစ်တတ်တယ်သို့တော့ဒီချိန်ဟာမကြခင်မှာကံကောင်းတော့မှာဖြစ်တဲ့အတွက်အရေးကြီးတာတွေကိုအင်အားသုံးပြီးစူးစမ်းတဲ့နဲ့အားခက်ပြီးစူးစမ်းတဲ့နဲ့လုပ်ငန်းအသစ်ထူထောင်ခြင်းစတင်ခြင်းတွေပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်မတင်မမြတ်ဖြစ်နေတဲ့သူတွေနဲ့တင်မြတ်ပြေးလဲဖို့ညှိကြနိုင်ကြမယ်ဆိုရင်လည်းကောင်းတယ်ဒီလိုနေမျိုးမှာဗုဒ္ဓသာသမီငယ်ရွယ်သူတွေကဟိုဘက်ဒီဘက်မောင်းနှမသားချင်းကိုအကြောင်းပြုပြီးစိတ်သဘောကွဲစရာလေးနဲ့တတိထားပါကဲဒီနေ့ဗုဒ္ဓသာသမီတွေကံရဲ့အပမို့ရဖို့ဆိုရင်အနီရောင်တို့ ခရမ်းရောင်တို့များများပါသောအဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်တို့ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဈီးယူအထုပ်လေးတထုပ်ဒါမှမဟုတ်လဲဈီးကန်းလေးတစ်ကိုင်းနဲ့ရိုက်ပို့ပြီးတော့ဆူတောင်းပါဒီနေ့ကိုတော့ကန်ကောင်းလိုက်ရွှေစီမဲ့နံပါတ်တွေကနန်းတွေက၃ကနန်း၆ကနန်းတွေဖြစ်ပါတယ်ဒီလိုနေမျိုးမှာကောင်းစရာရှိတာပို့ကောင်းအညံခိုက်တွေရောပါပြပြအောင်ဆိုရင်ဈေးဝါအလူတို့မဟုတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကုသိုလ်ပြုတ်ပြီးတော့ကံပွင့်ကံမြင့်နိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ ဂျာသာရီသားသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျာဂျာသာရီသားသမီးတွေဒီလိုကိမျိုးမှာညီကိုမောင်နှမလောက်ဖို့ကံမဲ့တို့အတွက်ဝမ်းသာစရာလေးတွေကြားအကြုံရတတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေတွေနဲ့ပြန်လည်ဆုံစည်းရတတ်တယ်အကြောင်းကြောင့်ကြောင့်ခက်ခဲထင်းကုန်ကြံ့ကြာနေတဲ့လုပ်ငန်းဟောင်းရွယ်ကျယ်ဟောင်းတွေပြန်စူးစမ်းဖို့အလွန်ကောင်းတဲ့အချိန်ရောက်ပါပြီဂျာသာရီသားသမီးမိတ်ဆွေများ ကဲအဲ့တော့မကြေပွဲတွေနှွေးရမကိန်းဖြစ်ပါတယ်ငွေကန်ရွှေကန်ကောင်းတယ်အလှကုန်းတို့အလှပြင်ဆိုင်တို့အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလေလက်လက်ဖက်လက်ဖက်ရည်ဆိုင်အဲ့ဒါမျိုးတွေအလွန်ကောင်းတယ်အမှုပညာနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားအောင်မြင်မှုတွေရတာပါတယ်ဗျာကဲမထင်မှတ်တဲ့ငွေတွေဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေလည်းဝင်လာတတ်တယ်ကြာရွေးသားသမီးငယ်ရွယ်သူတွေကိုချစ်သူရည်စားရဲ့စာမေးပွဲအောင်သူတို့ယာဒူးတိုးသူတို့တရင်ကောင်းကြားရတာပါတယ်။ကဲဒီလိုနေမျိုးမှာကြာရွေးသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် ငွေရောင်တို့မီးခိုးရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆက်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်လက်ဖက်အထုပ်လေးတစ်ထုပ်ကဲလက်ဖက်ဆူဆူ၆၆လက်ဖက်ထုပ်လေးနဲ့တို့ပြီးတို့ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကနှစ်ကနန်းရှစ်ကနန်းတွေဖြစ်ပါလေခင်ဗျာကဲဒီလိုနေမျိုးမှာကြာသပိသားသမီးတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင်အမေလိုအမလိုအတော်လိုတီလာရှင်လိုအဖွားလိုအမျိုးသမီးကြီးတွေကို မိမိတိုင်တိုင်နဲ့မိမိငွေလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောပါတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံထူးထူးခြားခြားကောင်းတဲ့အချိန်ကိုရောက်လာပြီးထီပေါက်မဲပေါက်အမွေရသလိုဆုရသလိုယာဒူးတို့သလိုကံထူးတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့ကအကူအညီကောင်းအပမိုးကောင်းတွေပေးလာတတ်တယ်သူများတကာတွေအတွက်ခက်နေတဲ့ကိစ္စတွေတောင်ကိုယ့်အတွက်လွယ်နေလိမ့်မယ်အန်ဒီရဲ့အနောက်ချက်ဒီလိုဟာမျိုးတွေရှိနေခဲ့ရင်လေပုခါတီက ်အော်စရာကောင်းအောင်လွတ်မြောက်သွားတာပါလေဗျာမြေကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့ပြည်ပေါ်ကပဲပြောင်းပန့်ပြိမကြီးပဘူးအဲ့လိုမျိုးအလုပ်ပြီးပညာနဲ့ပတ်သက်သောသင်ငန်းတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါလေဗျာငွေရွယ်သူတွေဆိုလို့ရှိရင်လေဟိုဘက်ဒီဘက်မောင်းနှမသားချင်းကိုအကြောင်းပြုပြီးတော့မတင်မကြမရေမရဆုံးဖြတ်ခဲ့တာလေးတွေကြုံရတာတယ်ကဲအဲ့တော့တောက်ကြသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်နီညိုရောင်းကိုအဝါရောင်းကိုများများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်လုံးဆွဲပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ပိုက်ဆံလေးတို့ရဲ့ကဲဘာပိုက်ဆံမဲ့ဖြစ်ဖြစ်ဒါမှပိုက်ဆံထိုင်းပိုက်ဆံဒေါ်လာစင်ကာပူပိုက်ဆံမလေးပိုက်ဆံအရုပ်ပိုက်ဆံနဲ့ရက်ခတ်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုတော့ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက၈ကနန်း၉ကနန်းတွေဖြစ်ပါတယ်ကဲတောက်ကြသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်တော့တရိတ်ဆန်လေးများကိုအစာရေစာကျွေးမွေးတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာ ကဲအခုစနေသားမိမိတ်ဆွေများလည်းဒီလိုကိမျိုးမှာကလေလက်ရှိလုပ်ငန်းတွေကိုတိုးမှချက်မှာတို့အရှိန်မြင့်မှာတို့လုပ်ငန်းသစ်အစီအစဉ်သစ်တွေစမှာတို့ကောင်းတယ်အဝေးပြပါနဲ့ဆက်နွယ်ချိတ်ဆက်လုပ်ငန်းတွေခရီးသွားရတဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်အသည်အင်းနန်းတို့ရေရွက်ကုန်တစ်တန်တွတ်တော့နော်အဖျော်ရမကားတို့ရေရွက်ကုန်ရေချောင်းခရီးရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပြီးတော့အကျိုးထူးအောင်မြင်နိုင်တယ် now ကိုစီကိုလည်းတည်ငောင်းဧည့်သည်ကောင်းတွေရောက်လာတတ်ပါတယ်အပြိုင်အဆိုင်အကျိတ်နဲ့စူးစမ်းမယ်ကိစ္စများအောင်မြင်တဲ့ဂိမ်းဖြစ်ပါတော့ကြောင့်ကဲ ဒီနေ့စနေသားသမီးများအပင်ပန်းခံပြီးကြိုးစားတတ်ပါတယ်။စနေသားသမီးငယ်ရွယ်သူတွေကကိုဘက်ဒီဘက်ပေးထားတဲ့ဂရီကိုတွေအဲ့ဒါလွဲတာချောတာတယောက်နဲ့တယောက်စိတ်အခက်မနေစရာလေးတတိထားပါ။ကံရင်အပမို့ရရှိစေဖို့ဆိုရင်တော့အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေလုပ်တဲ့အောင်ဆိုရင်ရွက်လာညွန့်ကလေးလေးညွန့်ဗာအမျိုးအစားဖြစ်ဖြစ်ရွက်လာညွန့်လေးညွန့်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါ။ ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတော့ဖြင့်6ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာကြက်တလို့နေမျိုးမှာစနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်တော့လက်ဖက်ရည်ရှူတန်းနဲ့ကုသိုလ်ပြုလုပ်အောင်ပါမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေတဲ့နော်